ချင်းတစ်ခါမှမရှိဘူးတဲ့အိုင်စလန်နိုင်ငံမှာချင်း၃កောင်ကိုတွေ့လည်ရတယ်လို့ဆိုပါတယ်အိုင်စလန်ဟာကမ္ဘာမှာချင်းလုံးဝမရှိဘူးတဲ့ရှာရှာပါပါနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပါတယ်အခုတွေ့ရှိတဲ့ချင်းအမျိုးအစားဟာဂျူလီစီတာအနူလာတာဖြစ်ပြီးအမနှကောင်နဲ့အထီးတကောင် တွေ့ခဲ့တာလို့ဆိုပါတယ်အခုချင်း၃កောင်တွေ့တဲ့နေရာဟာမြို့တော်ရကီဗီရဲ့မြောက်ဖက်အစွန်ပိုင်းချို့ချ်မြို့မှာရှိတဲ့ဂီတာဖဲတို့အိမ်မှာလို့ဆိုပါတယ်ချင်းနေကြိုက်တဲ့ရွှွန်တော်နဲ့ရေကန်နေ အိုင်စလန်နိုင်ငံမှာအများအပြားရှိနေတာကြောင့်တချိန်ချိန်မှာဒီနိုင်ငံကိုခြေနေရောက်လာကြလိမ့်မယ်လို့တော့သိပ္ပံပညာရှင်တွေကကာလအတော်ကြာကလေးကတွက်ဆထားခဲ့ကြတာပါအခုလိုခြေနေတွေ့ရှိခဲ့တာဟာဥရုယာတီပြောင်းလဲလာမှုကြောင့်ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကယူဆကြပါတယ်အိုင်စလန်နိုင်ငံဟာကမ္ဘာမြောက်ဖက်ခြမ်းကအေးပိုတဲ့တခြားနိုင်ငံတွေနဲ့လေးစားလောက်ပူနွေးမှုအရှိန်ပိုမြင့်တယ်လို့ဆိုပါတယ် ဒီမတခင်ကာလတွေတုန်းကတော့ဥရယာတိအေးလွန်းတာကြောင့်ချင်းနေမလာနိုင်ကြသေးပဲဖြစ်နေကြရကနေအခုမှရောက်လာကြတာပါအိုက်စလန်လိုရေကဲတောင်တွေနဲ့ပြည်နေတဲ့အေးခဲတဲ့နိုင်ငံတွေအထိအပူပိုင်းဒေသမှာသာရှင်သန်ကြီးထွားနိုင်တဲ့ချင်းလိုတရဝါတွေရောက်လာတာဟာကဘာကြီးပူနွေးလာနေတာကိုပြသလိုက်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီကဘာမြောင်းဝင်ရိုးစွန်းဒေသတွေမှာချင်းတွေကတည်ဆောင်လာတဲ့ငပြားနဲ့အတဝါယောဂါလိုဂုဆက်ယောဂါတွေပြန်ပွားလာမှာကိုစိုးရိမ်နေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝင်လိုက်ပါ။